Hello အနေဗီဒီယိုဂရာဖာအကိုကြီးอ่ะဒီနေ့ဖုန်းတစ်လုံးနဲ့ကင်မရာလုံးနဲ့ဘာတွေလှုပ်ရှုပ်နေရလဲသွားပြီးတော့ဆက်စုကြည့်လိုက်ရအောင်နော်အဲ့ဒီနေ့တော့ဟန်နီရဲ့ဗီဒီယိုဂရာဖာအကူယူဟန်နီရဲ့ဗီဒီယိုရှုနောက်ွယ်မှာမလောက်ခင်မှာဘာတွေကြိုတင်ပြင်ဆင်လေးရှိလဲဆိုတော့မေးသွားအောင်ဖြစ်ပါတယ်ကိုကိုဒီနေ့ဘာလုပ်နေရလဲ နောက်တဲ့ story ဘိုးအတွက် create လုပ်ခဲ့တဲ့ပြင်ဆင်နေတာဒီနေ့ကျတော့ဒီဖုန်းတစ်လုံးနဲ့ဗားရီအလုပ်ရှုပ်နေဒီတော့ဒီဖုန်းနဲ့ဘာလို့အလုပ်ရှုပ်နေလဲဆိုဖုန်းထဲမှာပါတဲ့ AI ကကိုယ့်ရဲ့ဒီ studio ကပြီး cinematography blog ဒီအရေးပါလဲဆိုဆန်းသုံးကြည့်ဖို့အတွက် AI ကအားလုံးသုံးနေတယ်ဟုတ်အဲ့တော့တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ဟန်ဒီတောင်ဆမ်းမသုံးချရသေးတယ်။အဲ့တော့ videographer တယောက်အတွက်ပေါ့နော်။ဒီဖုန်းကကြတော့ဒါ Oppo A5 Pro ပေါ့နော်။ဆိုတော့ မှာ AI နေပါတယ်เนาะအဲ့တော့ဘလို့သုံးလဲဟန်နီတော့မဟန်နီကဓာတ်ပုံပြင်တဲ့နေရာမှာအလားအပါပဲသုံးတာဆိုတော့ကိုကိုအနေနဲ့ဒီ video graphic တယောက်အနေနဲ့ပေါ့เนาะဒီ Oppo A5 Pro မှာပါလာတဲ့ AI ကိုဘယ်နေရာတွေမှာအသုံးချဖြစ်လဲအဲဘယ်နေရာတွေမှာအသုံးချဖြစ်လဲဆိုတော့ဒီစာချင်း location scout မှာသုံးတယ်ဘာ location scout ကျွန်တော် character create လုပ်တာမှာသုံးတယ်ဩအဲနောက်တစ်ခုကကျွန်တော် AI link အဲ့ကောင်ကြောင့်ပြင်နေမှာဆိုကျွန်တော် location တော့ကျွန်တော်မှာတော့တယ်ဆိုရင်အဲ wifi နေတားများရဲ့ public area မှာအဲ့ဒီမှာ line မိရမျိုးဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဟိုကတက်လီကားတို့ပါဆိုရင် line မိတယ်အဲ့ဒီမှာဒီဖုန်းကိုတုံးတယ်ဆိုတာအဲ့မှာ line မိတယ်အားပုံးတဲ့ပုံစံပို့ပြီးတော့ line မိတယ်အဲ့အတိုက်တွေကဖုန်းပြောင်းတိတိတဲ့ post မှာ easy ပဲဒီကောင်ပြောနေရတယ်ဟုတ်တယ်အဲ့ oppo ရဲ့နောက်ပိုင်းဒီဖုန်းတွေမှာဆိုရင် ai link boot ဆိုတဲ့ဟာ e series တွေမှာကောသူတို့ရဲ့တကယ် reno series တွေမှာပါသွားတာအဲ့ဒါအထူးသဖြင့် line မမိတဲ့နေရာတွေဆိုအရန်ကိုအဆင်ပြေ internet ဘာညာနော်ဖုန်း line တွေပါတယ်ဆိုလည်းမိတယ်အဲ့တော့ location စကောက်ကို Oppo AI ကိုဘယ်မှာသွားသုံးတာလဲဒီ video ရိုက်တော့မယ်ဆိုလို့ရှင်အဲ location စကောက် Oppo AI ကိုဘယ်မှာသွားသုံးတာလဲဆိုတော့ပထမဆုံးပြောရမယ်ဆိုရင် framing နဲ့ composition တွေသွားယူရနေရအဲ့နေရာမှာဘာကြီးဖြစ်နိုင်လဲဆိုတော့ location စကောက်သွားတာဖြစ်တဲ့အတွက်အဲ့နေရာမှာမလိုအပ်တဲ့လူတွေ object တွေ listen တွေပါသွားနိုင်တဲ့အပြင်ဟုတ်တယ်ဘယ်လိုလဲမရတဲ့အဲ့ဒီ location စကောက် အဲ့ဒါတွေကို Oppo AI ရဲ့ပထမဆုံးဖြစ်တဲ့ Oppo Eraser ကိုသုံးပြီးတော့အဲ့ဒါကိုဖယ်ရှားလိုက်ပြီးတော့ကျွန်တော်တင်းနေတဲ့ဒါဒီနေရာ location စောက်ဒီနေရာဒီနေရာမှာကျွန်တော်ဘယ်လို setting ချင်မယ်ဆိုတော့ပြလို့ရတယ်အော်အဓိကဟုတ်တယ်ပုံတပုံမှာဆိုလို့ရှိရင်ကိုကဒီ location ဒီနေရာရချင်တယ်ဒါမှအဲ့တည်းမှာလူတွေရှုပ်နေရရှိရကိုမလိုချင်တဲ့ conversation နဲ့မှမပါချင်တဲ့ဟာတွေဆိုရင်ကင်မရာကြီးနဲ့ကြတော့စစ်မပြေဘူးနော်ကင်မရာနဲ့ကြတော့လေကင်မရာနဲ့ကြတော့ကတော့နည်းနည်းပေါ့ကီကီကထားတော့နည်းနည်းများဟုတ်တယ်ဟုတ်တယ်ကီနဲ့ဆိုတော့ ဒီမှာကင်မာနဲ့ရိုက်တဲ့အချိန်ဘာဖြစ်မှလဲဆိုတော့ Photoshop နဲ့ Adobe Photoshop နဲ့တွေ့ထည့်မယ်အဲ့တက်တက်မှ Photoshop နဲ့ edit တွေလုပ်မယ်အဲမှာအတိုင်းပေါ့အချိန်တွေတော့နည်းနည်းကုန်တာရှိရပေါ့ဒီဖုန်းနဲ့ပဲ edit လုပ်ပြီးမှတင်မယ်ဆိုတော့ပုံမြန်သွားတယ်ပုံမှန်တော့လည်းပုံမြန်သွားတယ်ဆိုတော့ Photo Eraser AI ကတော်တော်လေးကောင်းတယ်ကျွန်တော်မလိုချင်တဲ့ object တွေလိမ့်စံတွေလူတွေအဲ့ကာရီတာကိုတစ်ခါလေးဖြတ်လိုက်လို့ရတယ်อืมလူတွေကတော့ auto remove ပဲဆိုမှ ipp remove ဆိုတာဖြတ်လို့ရမယ်အဲကျန်တဲ့အရာဝတ္ထုတွေအတွက်ကတော့ကိုယ် manual တက်လို့ရတယ် macro ပဲရှိတယ် ဟုတ်တယ်နော်ခုနပြောရ Oppo ရဲ့ AI ကိုမူပုတ်ဆွဲတဲ့နေရာမှာအသုံးချတယ်ဆိုတော့ဘယ်နှမအသုံးချရလဲအဲဘယ်နှမအသုံးချလဲဆိုတော့ AI AI Studio ပေါ့ AI Studio မှာပိုလူချင်းတဲ့ character တွေ create လုပ်တဲ့ခါမျိုးမှာတော့ဟုတ်တယ် color တွေ color တွေပေါ့ color ဆိုတာကလေ AI ကအနောက်မှာကို background မှာပါ color သုံးတာတယ်အဲဒီ character ကိုလည်းဖဲ USR ဖဲ color တွေသုံးမယ်ဆိုတော့ create လုပ်တဲ့နေရာမှာသုံးတယ်ဟုတ်တယ်သူက color တွေ character ပေါ့နော်သူ character တွေတော့တော်တော်လေးစုံတယ်နော် character တော်တော်စုံတယ်တော်တော်များ create လုပ်လို့ရအောင် နောက်ထပ်ကောပင်နေရာဒီမှာသုံးနေလဲအဲနောက်ထပ်ပါဆိုတော့ဒီ location scout ပေါ်တဲ့အခါမှာအခန်းကြီးရိုက်တဲ့အခါမျိုးမှာမဟုတ်တော့နည်းနည်းလေးမုံဝါးနဲ့ noise တိကြိုနေထားနေတဲ့အခန်းမျိုးရှိတယ်ဟုတ်တယ်အဲအချိန်မှာကျွန်တော်တို့ lighting set up တွေနဲ့အကုန်အပြည့်စုံမတော့ lighting လို့တော့မရသေးဘူးအဲအချိန်မှာ ANK Radio သုံးလိုက်မယ်ဆိုရင်သူကတော်တော်များများ noise ခေနေကိုလျှော့ပြီးတယ်လျှော့ပြီးမှကျွန်တော်တို့ဒီနေ့ perfect ဖြစ်တဲ့ပုံလေးကိုဆွဲတင်ပေးနိုင်နေပေါ့နော်အဲ့ဒီသုံးတယ်နောက်တစ်ခုကကျတော့ AIM Blaze AIM Blaze ကျတော့ဘယ်နေရာမှာလဲဆိုကျွန်တော် location တော့တွားတယ်ဒါပေမဲ့ကားပေါ်မှာပဲဖြစ်နေဖြစ်နေဖြစ်မဲ့အများကြီးမျိုးရှိမဲ့ handshake ဖြစ်သွားတာမျိုးရှိမဲ့ဟုတ်တယ်ဟုတ်တယ်ဝါးသွားမဲ့အဲ့လိုဝါးတိုင်းမှာဒီ auto ရဲ့ area ရဲ့နည်းနည်းဝါးဝါးရဲ့နေရာကိုပြန်ပြင်ပေးမဲ့ AIM လားဆိုတဲ့ effect ကတော်တော်လေးအသုံးကျပါတယ်။အဲ့ဒါကိုတော်တော်လေးကျွန်တော်ကြိုက်တဲ့တိုင်မှာလည်းပါတယ်။ကျွန်တော် location ကဝါနေတယ်ခန်းရှိဖြစ်လို့အဲ့ဒါကို AIM AMBLA သုံးလိုက်တဲ့အခါမှာជីជីလေးလေးနဲ့ပြန်ရတယ်။အဲ့အဲ့ချိန်မှာတော်တော်လေးအဆင်ပြေသွားတယ်ပေါ့။ อืมဟုတ်တယ်အဓိကကတော့အနေတို့ production တခုလုပ်တဲ့အခါမှာဆိုလို့ရှိရင် preparation ကတော့မဖြစ်မနေလုပ်ရတယ်အဲ့တော့ location scout သွားတာဖြစ်ဖြစ် character ကိုစမ်းကြည့်နေတာဖြစ်ဖြစ်အဲ့လိုမျိုးမှာဆိုရင် camera equipment စုံစုံလင်းလင်း budget အရဆိုလို့ရှိရင်မယူသွားနိုင်တာမျိုးတွေအချိန်မပေးနိုင်တာမျိုးတွေဆိုလို့ရှိရင်ဒီဖုန်းတစ်လုံးနဲ့ကတော်တော်လေးကိုအကျိုးရှိရလို့ပြောလို့ရတယ်နော်ဟုတ်တယ်ဒီဖုန်းတစ်လုံးနဲ့တော်တော်လေးကိုအသုံးအသုံးပြုလို့ရအသုံးဝင်တယ်ပေါ့အဲ့လိုပြောချင်တာอืม ဲ့တော့တော်တော်လေးတော့မိုက်တယ် AI features တွေက videographer တယောက်တော့တော်တော်လေးဟိုအသုံးကျတယ်နော်အဲ့လိုဘယ်လိုမြင်လဲ ဒီ phone Oppo A5 Pro ကိုတောင်းရတာကိုသိန်းဝန်းကျင်မှာတော့ဒီကောင်တော့ဟုတ်တယ်ဟုတ်တယ်ကျွန်တော် workflow မှာလည်းတော်တော်လေးအဆင်ပြေတဲ့ phone တွေပေါ့ဟုတ်ဟုတ်တယ်ပြောရတယ်လို့ပဲအမ်တောင်းတုံးမယ်ဆိုတော့ဒီလူငယ်တွေအတွက်အဲဒီဒီလို workflow နဲ့အလုပ်လုပ်မဲ့လူတွေ channel အလုပ်လုပ်တွေရောအတွက်ပေါ့ဒါလေးကအဆင်ပြေတယ်လို့ပြောလို့ရပါတယ်ဟုတ်ဟုတ်တယ်အဲ့တော့အဓိကကတော့ Oppo AI function တွေက Oppo Reno series မှာအရင်ဆုံးပါလာတာပေါ့နော်အခုဒီ A series မှာပါထည့်ပေးပါဆိုပြီးတော့ဒါ users တွေကပြောလို့ Oppo အနေနဲ့လည်းထည့်ပြီးတော့ ော့ထပ်ဆောင်အနေနဲ့ color os 15မှာထည့်ပေးလာတာပြီးတော့ဒီကိုသိန်းဝင်းကျင်မှာကွာဒီလိုမျိုး AI function တွေကိုသုံးလို့ရတယ်ဆိုတော့ဒါလူငယ်တွေအတွက်ပေါ့เนาะအခုဟိုသူအလုံးအတွက်ကွာမြန်မြန်ဆန်ဆန်ဒီလိုမျိုးလှုပ်လို့ရတာတွေရဆိုလို့ရှင်အရန်ကိုအဆင်ပြေတာကိုတွေ့ရတယ်ဆိုတော့အခုကြည့်နေတဲ့သူတွေရောဘယ်လိုထင်လဲကိုမအောင်ပါပြောပြသွားပါအောင်အားလုံးပဲတတား